မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 1ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကရင်အမျိုးသားအစည်းအရုံး KNU ဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ကြိုက်ဒုံမြူဟာစခန်းသိမ်းတိုက်ပွဲမှာ Federal Wings Drone တပ်ဖွဲ့တွေပါဝင်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကြိုက်ဒုံမြူဟာကို Maxla 14ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်ကောင်စီဘက်ကမြူဟာမူဘုံမူကြီးအောင်ကျော်ဆိုးဦးဆောင်တဲ့အရာရှိစစ်သည်66ဦးလက်နက်ချခဲ့ပြီးတော့စစ်ကောင်စီဘက်က71ဦးသေဆုံးခဲ့တယ်လို့ KNU ကအတည်ပြုထားပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာလက်နက်ကြီးလက်နက်ငယ်မျိုးစုံ130ကျော်နဲ့ ခဲယမ်းချီများစွာကိုတိမ့်ပတ်ရရှိခဲ့တယ်လို့သိရပါဗျ။ match လ14ရက်နေ့ကလန်ဒန်ချအညံ့ခံသွားတဲ့ကြိုက်တုံဘျူဟာကိုဝုန်းခဲ့ကြတဲ့အထဲမှာ Federal Wings ပါမန်မတိကြဘူးမလားပါရာကတဖွဲ့တည်းမဟုတ်ဘူး Federal Wings Cobra Column Federal Wings KNDO Federal Wings Giant သုံးဘွဲ့တောင်ဝိုင်းပြီးတော့ဝုန်းကြတာပါလို့ Federal Wings ကအသိပေးထားပါဗျ။ဇန်နဝါရီလ28ရက်နေ့ကနေပြီးတော့ match လ13ရက်နေ့အထိစစ်စင်ရေးတလခွဲအတွင်းမှာ Federal Wings တပ်ဖွဲ့တွေကဘုံဒီတထောင်နီးပါးကိုအုံပြတိုက်ခိုက်ခဲ့တယ်လို့လည်းဖော်ပြထားပါဗျ။ အတန်မထွက်ခဲ့ကြတဲ့ကြိတ်တီးကြိတ်ဝုံးကြိတ်ပြုံးလေးတွေပါအခုကတော့မပြောမပြီးမတီးမမြီမာတွေကြောင့်ပြီးတဲ့နာတွေပြီးမြည်တဲ့နာတွေမြည်ကြရအောင်အခုလိုပြောရတီးရတဲ့သဘောပါဗျာရှေ့လျှောက်ပြီးတော့ဒီထက်သတင်းကောင်းတွေကိုကြားကြရပါစေကြောင်းစူတောင်းကြားကြရအောင်မိဘပြည်သူအပေါင်းတို့ရေးလို့လဲ Federal Wings တပ်ဖွဲ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ကရင်ပြည်နယ် KNU တပ်မဟာ6နယ်မြေ 6K ကော်မှာရှိတဲ့စစ်ကောင်စီရဲ့ရေကန်ကုန်းစကမ်းကို KNL ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကမက်စလာ31ရက်နေ့မနက်ပိုင်းမှာတက်သိမ်းလိုက်ပြီးတော့ဗုံမှုတအုပ်အပါဝင်စစ်သားတချို့ရဲ့အလောင်းတွေနဲ့ခဲယမ်းတချို့ကိုရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လ31ရက်နေ့မနက်ပိုင်းမှာ 6K ကော်မှာရှိတဲ့စစ်ကောင်စီရဲ့ကာကင်းစခန်းဖြစ်တဲ့ရေကန်ကုန်းကို KNLA ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကတက်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီရေကန်ကုန်းစခန်းကို ပြီးခဲ့တဲ့တပတ်ကျော်လောက်ကလေးကတော်လိုင်းတပ်ဖွဲ့တွေကဝိုင်းထားပြီးတော့စနိုက်ပါ .5 drone တွေနဲ့မယက်မနာထိုးစစ်ဆင်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်မက်လ31ရက်နေ့မှာတော့တော်လိုင်းတပ်ဖွဲ့တွေကတက်ရောက်သိမ်းပိုက်ရမှာစစ်သားအများစုဟာထွက်ပြေးသွားကြတယ်လို့သိရပါဗါးစခန်းထဲကနေပြီးတော့ဗိုလ်မှူးတအုပ်ရဲ့အလောင်းအပါဝင်စစ်သားအလောင်းတချို့နဲ့ခဲယမ်းတချို့ကိုရရှိခဲ့တယ်လို့သိရပါဗါးလွန်ခဲ့တဲ့တပတ်ကျော်ကလေးကစခန်းကိုဝိုင်းထားတာတိုက်ပွဲဖြစ်ပြီးတော့နှစ်ရက်လောက်မှာအဲ့ဒီစခန်းက၃ရောက်ထွက်ပြေးလာပြီးတော့လက်နက်တွေနဲ့အတူအလင်းဝင်လာပါတယ်သူတို့ပြောတဲ့စကားအရတော့ အဲ့ဒီရေကန်ကုန်းကာကင်းစခန်းမှာစစ်ခွေးအင်အား40ကျော်ရှိတာသိရတယ်။မက်ချ်လာ31ရက်နေ့မနက်စခန်းကိုတက်ရှင်းတဲ့အချိန်မှာတော့ဘုံမှုတူအပါဝင်စစ်ခွေးအလောင်းတချို့နဲ့ဘုံတချို့ကိုပဲရရှိခဲ့ပါတယ်။ ကျန်တဲ့စစ်ခွေးတွေကတော့ထွက်ပြေးသွားကြတယ်လို့တော်လိုင်းရဲ့သတင်းအမြစ်ကပြောဆိုထားပါတယ်။လေးကေကောကိုအဓိကကာကွယ်ထားတဲ့စစ်တပ်စခန်းဖြစ်တဲ့ရေကန်ကုန်းစခန်းကိုရရှိလိုက်တဲ့အတွက်လေးကေကောမြို့ကိုပါတော်လိုင်းတပ်ဖွဲ့တွေကထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာ KNL ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကလေးကေကောမြို့ထဲအထိကိုပါနေမြေတွေပြန်လည်ဆုံးမထားပြီဖြစ်တယ်လို့သိရပါတယ်။ຫນွေဦးတော်လိုင်းရဲ့မှာပထမဆုံးတိုက်ပွဲတွေစဖြစ်တာလေးကေကောပဲတော်လိုင်းရဲ့ပထမဆုံးအာယုံစိုက်ခံရတဲ့မြို့ဖြစ်ပါတယ်။ တရင်အသေးစိတ်ကတော့သက်ဆိုင်ရာစစ်ကြောင်းတာဝန်ခံတွေကနေပြီးတော့တရားဝင်တရင်ထုတ်ပြန်ပါလိမ့်မယ်လို့တော်လိုင်းရေးတရင်အရင်မြစ်ကပြောဆိုထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့တနင်္လာရီတိုင်းဗုတ်ပြင်းမြို့နယ်မှာရှိတဲ့ခမရ999နဲ့ခမရ960တရင်နှစ်ခုရဲ့ဗဟုကင်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ရမှာစစ်ကောင်စီတပ်သား5ဦးသေဆုံးခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မတ်လ28ရက်နေ့မှာဗိုလ်ပြင်းမြို့နယ်လေညာကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ999နဲ့ခမရ960တပ်ရင်းနှစ်ခုရဲ့ ဗဟိုကင်းတွေကိုတော်လိုင်းတပ်ဖွဲ့တွေက drone နဲ့ဘုံသီးလေးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး။၎င်းတိုက်ခိုက်မှုအတွင်းမှာတရဲနယ်မှာရှိတဲ့လက်နက်ကြီးအထိုင်းဘုံသီးတွေထားတဲ့နေရာကို drone ဘုံသီးတွေကြောက်ရောက်ပောက်ကွဲခဲ့တဲ့အတွက်ကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သား5ဦးပွဲချင်းပြီးတိုက်ဆုံပြီးတော့ခဏဦးထိခိုက်ဒဏ်ရာရရှိကဗိုလ်ပြင်းမြုံမှာရှိတဲ့စစ်ဆေးရုံကိုပို့ဆောင်ထားရတယ်လို့သိရပါဗါး။ဒဏ်ရာရတဲ့လူတွေတဲကနှစ်ယောက်ကတော့ဒဏ်ရာပြင်းထန်တယ်လို့သိရပါဗါး။ မတ်လ28ရက်နေ့တမတော်နေ့ကိုမထောက်ခံတဲ့အနေနဲ့တနင်္သာရီတိုင်းကော်တောင်းခရိုင်ဗိုလ်ပြင်းမြို့နယ်လေညာကျေးရွာအနီးကခမရ999နဲ့ခမရ960တရင်တွေကိုဒရုန်းဂျာမာတွေဖြန့်ထားတဲ့ဂျားတွေကနေပြီးတော့ဘုံဒီလေးလုံးကျဲချခဲ့တာနောက်ဆုံးချတဲ့တလုံးကစစ်ကောင်စီစခန်းကလက်နက်ကြီးတွေဘုံဒီတွေကိုထိမှန်ပြီးတော့ထပ်ဆင့်ပေါက်ကွဲပြီးစစ်ခွေး9កောင်ပွဲချင်းပြီးတည်တယ်ခုနှစ်កောင်ဒဏ်ရာရတယ်နှစ်កောင်ကတော့စိုးရင်ရတယ်ဗိုလ်ပြင်းစစ်ဆေးရုံမှာတင်ထားရတာ အခုကဘုံသီးရိုးရိုးဆန်းရင်ပြည်သူတွေရဲ့ငွေကိုဖြုံးတယ်လို့ဖြစ်မှာဆိုလို့ရန်သူစခန်းမှာသွားဆန်းတာပါလို့ကော်တောင်းခရိုင်အမှတ်တဲတိုင်ရင်ကတာဝန်ရှိသူတူကရှင်းပြထားပါဗျ။၎င်းတိုက်ခိုက်မှုကိုကော်တောင်းခရိုင်အမှတ်တဲတိုင်ရင်နဲ့ Dragon Squad အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့စစ်ကောင်စီလက်အောက်ခံရဲစခန်းနဲ့ဌာနများကိုပါ drone တွေနဲ့တိုက်ခိုက်သွားမယ်လို့ကော်တောင်းခရိုင်အမှတ်တဲတိုင်ရင်ရဲ့တာဝန်ရှိသူတူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းပအုပ်ကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသပင်လောင်းမြို့နယ်အတွင်းမှာရှိတဲ့နောင်ဝိုးတရားမှာစစ်ကောင်စီတပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးတော့ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လ31ရက်နေ့မနက်8:45မိနစ်အချိန်ကပင်လောင်းမြို့နယ်နောင်ဝိုးကျေးရွာနောင်ဝိုးတရားအနီးမှာဒေသခံတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ KNDF အမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့တာဝန်ရှိသူတို့ကပြောပြလာပါတယ်။ မက်လ30ရက်နေ့မနက်ပိုင်းနောင်ဝိုးကျေးရွာနားမှာတိုက်ပွဲဖြစ်တာပါစစ်ကောင်စီနဲ့ရှမ်းတောင်တပ်တွေရဲ့ကျွန်တော်တို့ရဲ့နောက်ပြီးတော့မဟာမိတ်တပ်တွေနဲ့လည်းထိတွေ့တိုက်ပွဲဖြစ်တာပါတိုက်ပွဲဖြစ်ပြီးတနားရီလောက်ကြာတော့စစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ပြစ်လို့နောင်ဝိုးတရားကသွားလို့မရတော့ပဲပြက်စီးသွားတာပါလို့၎င်းကပြောပြခဲ့ပါတယ်နောင်ဝိုးတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကလေကြောင်းကနေပြီးတော့ဒကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ကရင်နေအခြေစိုက်စစ်ကောင်စီနဲ့နှိစက်တဲ့သူတို့ကပြောပြလာပါတယ်တိုက်ပွဲကတနေကုန်ဖြစ်တာတော့မဟုတ်ဘူးညနေလောက်မှပြန်ပြီးတော့ငြိမ်သွားတယ် နောင်ဝိုးတရားကိုလက်နက်ကြီးထိပြီးတော့တိတ်မကြဘူးစေကောင်စီဘက်က drone တွေနဲ့ဘုံကျဲတယ်ဘုံကျဲတာကနေရာမှားပြီးတော့စစ်သားတွေရှိတဲ့နေရာကိုကျလို့အကြအဆုံးတော်တော်များတယ်အနည်းဆုံး30ကျော်မယ်စရင်အတိကြတော့မသိရသေးဘူး drone နဲ့ဘုံမှားကျဲလို့စေကောင်စီတပ်တွေကပြန်ဆုတ်သွားရတာပါလို့၎င်းကပြောပြခဲ့ပါတယ်ပျက်စီးသွားတယ်နောင်ဝိုးတရားဟာပင်လောင်းမြို့နယ်စောင်းပြောင်းရွာနယ်ဒွိုက်ကော်မြို့မှာရှိတဲ့ နွားလဝူရွာကိုဆက်သွယ်ထားတဲ့တရားဖြစ်ပြီးတော့လက်ရှိမှာတော့ပင်လောင်းမျိုးကနေလွိုက်ကော်မျိုးဘက်ကိုတွာလာလို့မရသေးဘူးလို့ပင်လောင်းမျိုးနေပြည်သူတို့ကပြောပြခဲ့ပါတယ်။တိုက်ပွဲကမျိုးပြင်မှာဖြစ်တာပါ။နောင်ဝူရွာဘက်မှာပေါ့မက်လ30ရဲ့နေကစစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ပြစ်တာဆယ်လုံးကျော်တယ်။နောင်ဝူတရားကိုထိပြီးတော့ပြက်စီးသွားတယ်။ပြက်သွားတဲ့တရားကနောင်ဝူရွာရဲ့ဂုံးတက်အကြော်လေးကတရားပါ။လုံးဝကျိုးကျသွားတာတော့မဟုတ်ဘူး။ကားတွေကတော့ဖြတ်လို့မရတော့ဘူး။တရားပေါ်ကအက်ပြီးတော့တချို့နေရာတွေမှာဆိုကွန်ကရစ်တောင်မရှိတော့ဘူး။ မတ်လ31ရက်နေ့မွန်လွဲတနာရီအထိတော့နောင်ဝိုးဘက်ကနေပြီးတော့လွိုက်ကော်ကိုကားတွေသွားလို့မရသေးဘူးလို့၎င်းကပြောပြခဲ့ပါဗျ။ရှမ်းပြည်နယ်တောင်ပိုင်းကနေပြီးတော့နေပြည်တော်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကစစ်ကြောင်းထိုးလာမာကိုစိုးရိမ်တဲ့အတွက်ကြောင့်နောင်ဝိုးရွာ၊စောင်းပြောင်းရွာနဲ့ပင်လောင်းပြည်တော်စုလမ်းမကြီးပေါ်မှာစစ်ကောင်စီရဲ့ကင်းစခန်းတွေခြားထားပြီးတော့လုံခြုံရေးတွေတုံးမြင့်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB ဖားဆောင်မြို့ပေါ်မှာရှိတဲ့မီးသတ်စခန်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဝင်ရောက်တိုက်ခတ်ခဲ့ပြီးတော့ပြည်သူတွေကိုကယ်ထုတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖားဆောင်မြို့ကွက်တဲ့ရက်ကွက်ဘုံကြီးเจ้าမှာပိတ်မိနေတဲ့ပြည်သူအယောက်130ကျော်ကိုမတ်လ23ရက်နေ့ကကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ ကွက်တဲ့ရက်ကွက်ထဲကပြည်သူတွေကိုကယ်ထုတ်နိုင်ဖို့အတွက်တစ်ဖက်ကစစ်စင်ရေးတစ်ခုကိုဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ဖားဆောင် PDF ကတာဝန်ရှိသူကပြောပြခဲ့ပါဗါးအဲ့ဒီပိတ်မိနေတဲ့ပြည်သူတွေကိုကယ်ထုတ်တဲ့အချိန်မှာ KNA ပူးပေါင်းတပ်ဖွဲ့ကရဲဘော်တချို့ထိခိုက်ကြဆုံးမှုတွေရှိခဲ့တယ်လို့သိရပါဗါးဖားဆောင်တဲ့ဘော်လက်ခဲမှာတော့တိုက်ပွဲတွေရှိတယ်မြို့တော်လွိုင်ကော်နဲ့ဒီမော့ဆိုဖရူဆိုမြို့တွေကတော့ဝိုင်းပတ်ပိတ်ဆို့ထားတဲ့အခြေအနေပဲတရင်ဌာနချုပ်တွေထဲမှာသူတို့တွေကနေကြတာပေါ့စစ်ကောင်စီဘက်ကအသေးခံ drone တွေကိုလည်းပို့ပြီးတော့တုံးလာတာကိုတွေ့နေရတယ်လို့ KNA တပေါင်းစုကတောင်ရှိသူတို့ကတရင်ပေးပို့လာပါတယ်။ဖေဖော်ဝါရီလ26ရက်နေ့ကနေစတင်ခဲ့တဲ့ဖားဆောင်မြို့ပေါ်တိုက်ပွဲမှာစစ်ကောင်စီအခြေစိုက်စခန်းအများစုကို KNA တပေါင်းစုတွေကသိမ်းဆီးထားနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့အဲ့ဒီမြို့မှာရှိတဲ့စစ်ကောင်စီအခြေစိုက်ခလာရ134နဲ့135ကိုသိမ်းပိုက်နိုင်ဖို့အတွက်ဆက်လက်ပြီးတော့ထိုးစစ်ဆင်နေစေဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အီယာမရီတိုင်းမြို့နယ်အားလုံးကစစ်မှုထမ်းဖို့အတွက်ပထမအတုံးမှာစရင်ပါရှိတဲ့သူတွေကိုစေးစစ်ဖို့ရှိတယ်ဆိုပြီးတော့စစ်ကောင်စီလက်အောက်ခံတွေကလာရောက်ခေါ်ဆောင်ခံထားရတဲ့သူတွေဟာ၃ရက်ကြာတဲ့အထိမိသားစုနဲ့အဆက်အသွယ်ပြတ်တောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။၎င်းတို့ကိုခေါ်ဆောင်သွားခဲ့တဲ့မက်စလာ28ရက်နေ့မှာမိသားစုနဲ့အဆက်အသွယ်ရရှိခဲ့ပြီးတဲ့နောက်မက်စလာ29ရက်နေ့ကနေစပြီးတော့မက်စလာ31ရက်နေ့အထိအဆက်အသွယ်မရတော့ဘူးလို့၎င်းတို့ရဲ့မိသားစုဝင်တွေကပြောပါတယ်။ ဆေးစစ်ဖို့ရှိတယ်ဆိုပြီးတော့28ရက်နေ့မှာအုတ်ကြီးကကျမသားလေးကိုလာခေါ်သွားတယ်အဲ့ဒီနေ့ကသူနဲ့အဆက်အသွယ်ရတော့နာတခတွေမှလို့ပြောတယ်နောက်ရက်တွေမှာတော့အဆက်အသွယ်မရတော့ဘူးတော်တော်များများကကလေးတွေနဲ့အဆက်အသွယ်မရကြတော့ဘူးလို့ကြားတယ်ကျမတို့ကတော့ဘာမှမဖြစ်ပါစေနဲ့လို့ဆူတောင်းပြီးငုံနေရတာပဲလို့ပသိမ်မျိုးနယ်ကဆေးစစ်ဖို့အတွက်ဆိုပြီးတော့ခေါ်ဆောင်ခံရတဲ့သူရဲ့မိခင်ကပြန်လည်ပြောပြခဲ့ပါတယ်မျိုးနယ်အသီးသီးမှာရှိတယ်ပထမအတုပ်စစ်မှုထမ်းမှုအတွက်စီးရင်နဲ့ပါသွားသူတွေကိုနာတခအနောက်တောင်တိုင်းစစ်ဌာနချုပ်ကိုမနက်၁၀နာရီအရောက် စစ်စစ်ဖို့အတွက်ပို့ပေးရမယ်ဆိုပြီးတော့စစ်ကောင်စီကညွှန်ကြားထားတဲ့အတွက်အုပ်ကြီးတွေကလူစုပေးပြီးတော့ပို့ဆောင်ပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အကုန်လုံးကစစ်စစ်ပြီးရင်ပြန်လာရအောင်မယ်ထင်ပြီးတော့အဝိတ္တထေကိုတခုနဲ့သွားကြတာအခုကပြန်မလွတ်ပေးတော့ဘူးထွက်ပြေးမှဆိုလို့အပြီးခေါ်ထားလိုက်တာလည်းဖြစ်နိုင်တယ်လို့၎င်းကပြောပြခဲ့ပါတယ်လက်ရှိမှာတော့စစ်စစ်ဖို့အတွက်ခေါ်ဆောင်ခံထားတဲ့ဒူရီရဲ့မိသားစုဝင်တွေဟာစိုးရိမ်နေကြပြီးတော့အုပ်ကြီးထံမှာတွားရောက်ပြီးတော့စုံစမ်းရမှာလေပြန်လွတ်ပေးမဲ့ရက်ကိုမတိဘူးလို့သာပြန်လဲဖြေချလိုက်တယ်လို့သိရပါတယ် အခုလိုမျိုးစေးစစ်ဖို့အတွက်ဆိုပြီးတော့ခေါ်ဆောင်ခံရတဲ့လူဦးရေက900ကနေပြီးတော့1000အထိရှိနိုင်တယ်လို့သိရပါဗျ။အဲ့ဒီသူတွေကိုပသိမ်မြို့နယ်ရွှေမြင်တင်ကျေးရွာမှာရှိတဲ့အမှတ်6စစ်အခြေခံလေ့ကျင့်ရေးတပ်မှစစ်တင်တန်းပေးနိုင်တယ်လို့တခြားစစ်အခြေခံလေ့ကျင့်ရေးတပ်တွေကိုလည်းပို့ဆောင်နိုင်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာနိုင်ငံတဝန်းလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ